ဒါဆိုတော့လက်ချက်မှာကင်နာဟာလာကျွန်တော်တို့တော်တော်လေးတော်တော်လေးမိုက်တယ်ပေါ့နော်အဲ့တော့မိုက်တာဆိုတော့မိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီပေါ့နော်20ဝက်ချာကျင်နေဆိုရင်တော့မှကျွန်တော်တို့အား90ရာခိုင်နှုန်းပေါ့နော်ပြည့်အောင်ကြောအောင်သွင်းမယ်ဆိုရင်တော့မှ58မိနစ် သူကစောင့်ပေးရအောင်နော် fast charging တွေဘာကြီးဆိုရင်ပိုကောင်းတော့ဗောဒါပေမဲ့ဒီကောင်ကတော့ fast charging ကျွန်တော်သုံးထားတဲ့ဟာက fast charging မဟုတ်ဘူးဗောနော်ဒါပေမဲ့အား90ပေါ့နော်90ရာခိုင်နှုန်းထပ်ပြီးတော့ဝင်ဖို့တော့ဆိုရင်28မိနစ်စောင့်ပေးရအောင်ဗောနော်အဲ့တော့မစိုးဘူးဗောနော်ဒီ fast charging သုံးမယ်ဆိုရင်ပိုပြီးတော့ကောင်းတာဗောနော်အဲ့တော့ဒီခေါပုံးလေးကကျွန်တော်တို့ဒီလူလူချို့တော့ကတော့ကောင်းတယ်ဗောနော်ဒါပေမဲ့သတိဝိရိယတော့ထားပြီးခံရတာဗောနော်အဲ့ဒီအချိန်မှာလည်းကျွန်တော်တို့သုံးလို့ရတယ်ဗောနော်တော်တော်လေးတော့မှကျွန်တော်တို့အဆင်ပြေဗောနော်ခောက်ထားတာတော့မိုက် အခေါဖုံးဆိုတဲ့ဟာတော့အမှန်တော့ဒီကောင်လေးကတော့ပစိဖုံးပေါ့နော်မှန်နေပါလေကတော့အရင်ကဂလူးဆိုက်ကြတယ်တကူမို့တကူပြောက်သွားပြီဆိုရင်ပြင်စိအရင်စိကြီးပေါ့နော်မိုက်ကမိုက်ပေါ့နော်ခေါဖုံးလေးဆိုတော့ကျွန်တော်တို့ဒီဇိုင်းရေးသုံးလို့ရတယ်ဖြန့်လို့ရတယ်ခောက်လို့ရတယ်ပေါ့နော်အဓိကကတော့ true reflection ကတော့ဘာမှတော့ true view မရှိပါဘူးအဲဒီဇိုင်းစမ်းလည်းနည်းနည်းလေးနော်နော်လူရှင်ရှင်လည်းဆိုတော့လူလူလေးကင်တာမိုက်တယ်ပေါ့နော်ညာဘက်ကျွန်တော်တို့ရိုက်ထားတဲ့ view ပေါ့နော် ဟုတ်ပြီဒါကတော့သူ့ရဲ့ quality ပေါ့နော် simplify ရဲ့ video quality ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်လမ်းလျှောက်ကြည့်ရမယ်နော် stabilization ဘယ်လိုနေလဲပေါ့နော်အခုဒါကတော့ကျွန်တော်လမ်းလျှောက်နေရတယ်အဲ့တော့ blogger သမားတွေကတော့အဓိကတော့ stabilization ကောင်းမှပဲအဆင်ပြေတာဆိုတော့နော်မလှုပ်နေပဲနဲ့ညီညီမှပိုက်တာပေါ့နော်အဲ့တော့ stabilization ဆိုးလို့ပြောလို့ရတယ်ပေါ့နော် ဖုန်းတလုံးကောင်းလားမကောင်းလားသိအောင်အမြဲတမ်းစမ်းသုံးနေဖို့လိုတယ်ပေါ့နော်အားကြောင့်လည်းစမ်းသုံးကြည့်တာပါသူ့ရဲ့ကင်မရာကြီးဇုံးနေပါညာဆိုလဲစက်ဖလစ်ကတော်တော်လေးကိုမှတော်တော်လေးအဆင်ပြေတယ်ကျွန်တော်ဒီဖုန်းကိုနှစ်ရက်အတွင်းသုံးကြည့်တာဘက်ထရီကတော့တာမန်တော့ပဲပေါ့နော်ကျွန်တော်တို့ဒီသေးရှာဆိုရှယ်မီဒီယာကိုသုံးမဲ့ပါ냐ဆိုရင်တော့မှကျွန်တော်တို့တနေကုန်တော့တော့မခံဘူးပေါ့နော်ဘက်ထရီကတော့တော်တော်လေးကိုမှစားရတယ်ဒီကောင်က screen နှစ်ဖက်ပါတယ်ပေါ့နော်ကျွန်တော် screen တွေပါကြီးအဖွင့်ပက်တွေပါဆိုရင်အရင်ကသတိထားရတယ်ပြက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုကိုင်းမယ်ဆိုရင်တော့ မှန်ချက်ဝယ်ဖို့ဘူးပုစံတက်ဆောင်နိုင်မှာပဲဝယ်တာကောင်းတယ်ပေါ့တခုခုမှန်ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့မှန်နဲ့ဝယ်တဲ့ဈေးကဖုန်းတစ်လုံးစီးနေနေရှိပါတယ်ဒီဖုန်းကြီးကဘသူတော်လဲဆိုတော့ပုစံပေါ်ပြီးတော့ပုစံရှိနေတဲ့လူတွေအတွက်ကိုကျွန်တော်တို့ကိုင်းစင်တဲ့ဖုန်းတော့เนาะသာမန်လူတွေအတွက်ကတော့ရိုးရိုးတန်းရိုးရိုးစားတွေအတွက်ကတော့လုံးဝမကိုင်းစင်တဲ့ဖုန်းပေါ့เนาะအဲ့ဒါပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဖုန်းကအရန်ကိုပြတ်လွယ်တဲ့ဖုန်းပါချစ်စံပါမိရရှိပေးရကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ကြောင်းအောင်ရှိအောင် subscribe တွေနဲ့နှိပ်ခွေကြကြပါ